DVV ရဲ့နောက်ဆုံးရသတင်းလေးကိုပြပြပေးပါမယ်။လက်တလောထိုင်းတောင်ပိုင်းခရိုင်ကိုကူမှာတဘာဝရေဘေးအန္တရာယ်ကြောင့်တွေ့နေရပြီးဆုံခလာခရိုင်ကအဆိုးရဆုံးဖြစ်ကြောင်းနဲ့တည်ဆုံးသူဦးရေ200ထိရှိလာနိုင်တယ်လို့ထိုင်းအဆိုးရကပြောပါရယ်။အဆိုးရကရေကြီးမှုကြောင့်တည်ဆုံးသွားသူတွေအတွက်ဂယူနာဂျီတယောက်ကိုဘတ်နှစ်သန်းစီရေဘေးသင့်တအိမ်တောင်ကိုဘတ်9000နဲ့ရေထဲနေနေရတဲ့ကာလအပိုင်းခြားကိုတွက်ချက်ပြီးဘတ်9000ကနေ1000အထိထပ်ဆောင်းပေးမယ်လို့ထုတ်ပြန်ထားပါရှင်။ ချင်းပြည်နယ်တီးတိမ်မြို့အဝင်မှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ကိုနိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းကတိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယမ်းတွေနဲ့တင်ဆက်ရမိတယ်လို့ချင်းညီနောင်တက်စီကနေသိရပါဗျ။ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကြောင်ဖိုကြီးရွာနယ်အမြောက်တပ်စခန်းဟောင်းအနီးကိုနိုဝင်ဘာလ28ရက်နေ့မနက်7:00နာရီခွဲလောက်ကပုံကျဲတိုက်ခိုက်တာကြောင့်ကလေးတွေအပါအဝင်အရက်သား6ယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရှိရလို့ဒေသခံတွေစီကနေသိရပါဗျာ။ DVV ရဲ့နောက်ဆုံးရသတင်းတွေကို DVV TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရှင်